ကျွန်တော်ကဒီ Mobile Legends ဆိုတဲ့ဂိမ်းကြီးကို2019ခုနှစ်ကတည်းကစဆုပ်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Mobile Legends ဆော့ခဲ့တဲ့တက်တန်းတစ်လျှောက်မှာဆိုရင် Classic ရယ် Pro ရယ် Run ရယ်ဆိုပြီးတော့ Mode 3ခုအပြင်ကိုမှအခုလက်ရှိ Application တက်တန်းအနေနဲ့ခွဲထုတ်လိုက်ပြီဖြစ်တဲ့ Magic Jack ကိုကိုလိုမျိုး Mobile Legends နဲ့လုံးဝလုံးဝကိုမတူတဲ့ Arcade Mode တွေများစွာကိုဆော့ခဲ့ဘူးတယ်ဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Run ရှုံးပြီးလောင်လာတဲ့အခါတငယ်ချင်းတွေစုပြီးတော့ဆော့ခဲ့ကြတယ်ပြင်စင်စရာမတရားချိန်နေတဲ့အတူအဲ့ဒီမတရားချိန်တွေကိုဖန်တီးပေးခဲ့တဲ့ Arcade Mode တွေအကြောင်းပြပြပေးတော့မှာဖြစ်ပါတယ် ဗီဒီယိုလေးမစခင်ကြော်ညာလေးဝေချင်ပါတယ်။ဘာထွ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 မှာတော့မဟုတ်ဘူး။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို VPN ခံပြီးကြည့်ပေးဖို့ပါ။ကျွန်တော်အနေနဲ့ဗီဒီယိုတပုတ်တပုတ်ရဖို့အတွက်အချိန်တော်တော်လေးပေးရတဲ့အပြင်ဗီဒီယိုရဲ့ information မှန်အောင်နဲ့တက်နိုင်သမျှအမားနည်းသက်ထိုင်နေအောင်ကျွန်တော်အနေနဲ့စူးစမ်းပေးနေပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်ကိုမုံဖိုးလေးများပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို US UK VPN ဒါမှမဟုတ်ရင်လည်းဒါသာတို့အစီအမေတဲ့ VPN တခုခုနဲ့ကြည့်ဖို့တောင်းဆိုချင်ပါတယ်။အဲဒီလိုမုံဖိုးလေးတွေရမှပဲကျွန်တော်အနေနဲ့နောက်ဗီဒီယိုလေးနောက်ထပ် content တွေလုပ်ဖို့အတွက်အားရှိစေပါပါဗျာ။ ပထမဆုံးပြောချင်တဲ့အထည်ရဆိုရင်တော့ Survivor အခိုင်မုတ်တွေတွေကတခုဖြစ်တဲ့ Evil Map ရဲ့အကြောင်းဒီကောင်ဆော့မယ်ဆိုရင်အားလုံးတွေ့ကြတဲ့အတိုင်းပဲပလေးကိုနှိပ်ပြီးတော့စက္ကန့်လေးနဲ့ငယ်ဆောင်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကိုနေရာကြီးရွေးခိုင်းပါလိမ့်မယ်။အဲ့ဒီရွေးခိုင်းတဲ့နေရာကလည်းတော်တော်လေးအရေးကြီးရလို့တော့ပြောလို့ရမယ်။အဲ့ဒီနေရာမှာကိုရီးယားအလုံးလေးတစ်လုံးအနေနဲ့ Survive လောက်အောင်မှာဖြစ်ပြီးတော့အဲ့ဒီအလုံးလေးကနေ Cree Cree ကနေဘက်ဖြစ်သွားမယ်။ဘက်ကနေပြီးတော့ Tartar တွေတို့ Hero တွေတို့နောက်ဆုံးမှဆိုရင်တော့ဖြစ် Monster Form ဖြစ်တဲ့ Law ကြီးကိုပြောင်းလဲသွားမှာဖြစ်ပါလိမ့်မယ်။ Survive အခိုင်မုတ်ဖြစ်တဲ့အတွက်တဆင်မီတဆင်တက်လာရမှာဖြစ်ပြီးတော့ပလေးယာတွေအများကြီးတွေကမှက ိုကအကျန်းတကအကျန်းဆုံးဖြစ်အောင်လုပ်ရမှာဖြစ်တဲ့အတွက်အလီယာချင်းချင်းလေးတက်လို့ရတယ်လို့ဟိုခရီးတွေလိုက်စားဒီခရီးတွေလိုက်စားရင်လည်းကိုရဲ့ခရီးဓမ္မမောင်ရဲ့လည်းဟီးရိုးကို level up ပြင်းကနေပြီးတော့နောက်ဆုံးလော်ရေးဖြစ် transformation လုပ်ရမှာပါအဲ့ဒီလို transformation လုပ်ရတယ်ဆိုတာလေလွယ်လွယ်လေးဖြစ်မလာဘူးဗျာဘာလို့လဲဆိုတော့ကိုကဒီ family လုံနိုင်မှာအဆင်ပြေမှာ အဲဒီလိုမျိုးခရီးတွေကိုတက်မယ်လော်ရီကိုကေးမယ်တာတဲတွေကိုတက်မယ်ဆိုရင်ဘေးမှာအလုံးတွေးကြတဲ့အတိုင်းပဲခရစ်စတယ်လေးကြီးလာတယ်တွေ့လားကျွန်တော်တို့ခေတုန်းကပလီယာတွေကလေဒီချောင်ဘရိုလေးတွေကညံပြီးဘလူလေးဆိုတော့ဗျာတာတဲတက်နေရချင်းဘေးမှာဘေးရခြုံထဲမှာစောင့်နေပြီးတော့တာတဲပြီသွားပြီဆိုမှအဲ့ဒီကြလာတဲ့ခရစ်စတယ်လေးကိုသူတို့ကယူသွားတယ်အဲ့လိုယူသွားတော့တက်ထားတဲ့ကိုရီးယားလည်းတွေးရနေရဲ့ပြင်ကိုရဲ့ခရစ်စတယ်ကိုကိုကမရတာဖြစ်တဲ့အတွက်ကိုက family နေနေပြီးတော့အဲ့ဒီဂျားလေးကဖျက်ခုတ်သွားတဲ့ခွေးတောင်စားတွေကပို့ပြီးတော့ family တာတာပေါ့တွေ့သားလို့ရှိရင်လေကိုရဲ့ခရစ်စတယ်လေးတွေကအကုန်လုံးအောက်ပြုတ်ကျခဲ့တာဖြစ်တဲ့အတွက် ဲပြောရမယ်ဆိုရင်များဒီဟာကတကယ် survive လုပ်ရမယ့် game ဖြစ်တဲ့အတွက်တော်တော်လေးခက်ခဲခဲ့ပါတယ်။အာလီဘိုင်းမှာတေးတာပြဿနာမရှိပေမဲ့လေ game မှာအခုလို2ရောက်3ရောက်ပဲကျန်တော့တဲ့အချိန်တေးသွားမယ်ဆိုတော့ဖြင့်ကိုကတိုက်တယ်တက်ခံလိုက်ရမှာဖြစ်ပြီးတော့ဘယ်တော့မှ survive ဖြစ်လာမှာမဟုတ်တော့ဘူး။ဒီမဲ့ဆိုရင်မြေပုံကလည်းတပြိပြိနဲ့ကျင်း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 လာရင်လည်းနောက်ဆုံးမှာတော့ farming လုပ်ထားတဲ့ကောင်တွေကဘယ်ကောင်ကပိုတာမလဲဆိုတာကိုရှင်ပြိုင်ပြီးတော့ခုတ်တက်ရမှာပါ။နောက်ဆုံး3 4ရောက်ပဲကျန်တော့တဲ့အချိန်ညာရင်ကိုယူထားတဲ့ hero ကိုယူထားတဲ့ item ကိုယူထားတဲ့စပဲကတော်တော်လေးလောက်ွက်ထွက်နေမှာဖြစ်မှာဖြစ်တဲ့အတွက်ဒီကောင်ကြီးကတော့1 2 3ဝင်ဖို့တော့ ဖင်ပင်းအောင်ရောင်းရတဲ့ arrival mode တစ်ခုဖြစ်ခဲ့ပါတယ်။ Cora 151တကယ်ပါဗျာဒီ mode ကြီးပျောက်သွားတော့ကျွန်တော်တကယ်ကိုနှမျိုးမိတာဗျ။ဘာဖြစ်လွယ်လဲဆိုတော့ဒီက mechanic လေးတော်တော်ပါတယ်ကွာ။ skill လေးတော်တော်လိုတဲ့ mode ဖြစ်ပြီးတော့ပြေးကြတဲ့အချိန်မှာပွဲတော်ပွဲမဆခင်ကိုယ့်ရဲ့ deck ထဲကကတ်တီအကုန်လုံးကိုကိုယ့်ရဲ့စိတ်ကြိုက် customize လုပ်လို့ရတယ်။ကြိုက်တဲ့ကတ်နဲ့ကြိုက်တဲ့ hero ကိုကြိုက်တယ်လို့ချိန်လို့ရတဲ့အပြင်ကိုမှ hero တကောင်ချင်းစီတိုင်းမှာမတူညီတဲ့ ability တွေရှိသလိုအဲ့ဒီလိုမတူညီတဲ့ ability တွေကပဲကျွန်တော်တို့ mobile legend ဆော့နေသလိုပဲ customization တစ်ခုနဲ့တစ်ခုလုပ်လို့ရတဲ့အပြင်စပယ်တွေကို ါ energy ကုန်ကျစရိတ်နဲ့အတူတူဝဲလို့ရတာဖြစ်တဲ့အတွက်ကိုကညံကောင်းရံကောင်းသလိုကိုရဲ့ draft ကစင်စင်တတ်သလို enemy ထက်တပန်းပို့သားမှာဖြစ်ပြီးတော့အုံနောက်ချင်းရှင်နဲ့ပြိုင်ပွဲလို့တော့ပြောလို့ရပါမယ်ဒီလိုမျိုးတသိန်းနဲ့တသိန်း crystal လေးရေလူပြီးတော့ crystal အများဆုံးအသင်းကနိုင်နေဆိုတော့မုတ်ကတော့2020နောက်ပိုင်းဆော့တဲ့လူတွေတောင်တိကျမဲ့မုတ်ဖြစ်တယ်ဆိုပေမဲ့လည်းဒီမော့ရဲ့ origin ကတော့ဒီလိုမျိုးဂျွန်ဆန်နှကောင်တိုက်နေရတဲ့ဟာဖြစ်ပြီးဂျွန်ဆန်နှကောင်ကိုရဲ့ team mate ကတက်လိုက်တဲ့အခါကျရင် crystal တလုံးရမှာဖြစ်ပြီးတော့အဲ့ဒီ crystal hero ကိုတက်လိုက်တဲ့အခါကျရင်လည်း enemy ကရထားတဲ့ crystal တွေအားလုံးကိုကြားဖြတ်ပြီးတော့ယူလို့ရမယ့်အပြင်ကိုမှ ။တည်သားပြီဆိုရင်လည်းဗျာ၈၀ကန်အတွင်းပြန်ထွက်တဲ့အပြင်ပွဲကစားချိန်ကဘလောက်ပါဆိုပြီးတော့တတိတကျတက်ပန့်ထားတာမရှိတဲ့အတွက်ကျွန်တော်တို့အနေနဲ့ပွဲကတချို့ပွဲတွေဆိုရင်မိနစ်30မိနစ်40လောက်ကြာခဲ့တဲ့အချိန်တွေထိတာဖြစ်ခဲ့ဘူးပါလေ။ကျွန်တော်တို့၅ရောက်ဆုံးပြီဆိုတဲ့တငယ်ချင်းဖွဲ့လေးရဆိုရင်တော့ဖြင့်ဒီဂျွန်ဆန်ကြီးကိုတက်ဖို့စိတ်ကူးမရှိတဲ့အပြင်ကိုမှအနမီစီကအလုံးလေးကိုပဲလိုချင်တဲ့ကောင်တွေဖြစ်တဲ့အတွက်အနမီတကောင်ကြားရရနေပြီးတော့၅ကောင်ဝိုင်းတက်တာမျိုးတို့အနမီကအလုံးကိုခိုးစားတာတို့လူစားတာတို့ကိုမျိုးစုံကျိုးခုံနေအောင်လုပ်ခဲ့တာဖြစ်တဲ့အတွက်ဒီမုံလေးမှာဆိုရင်ကျွန်တော်တို့အတွက်ကအမတ်တရားကြီးအများကြီးရှိခဲ့တာပေါ့။အိုးပလီယာဖြစ်တဲ့တချို့ကတော့တခြား ားမုတ်တွေမမှတ်မိခြင်းမမှတ်မိမယ်ဒီဘုံမန္တာဆိုတဲ့မုတ်လေးကိုတော့တော်တော်များများခေါင်းထဲမှာဆွဆွမြမြမှတ်မိနေကြမယ်လို့ထင်ပါတယ်ဘုံမန္တာဆိုတဲ့ဂင်းကိုအခြေခံထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဘုံလေးတွေချမယ်ဘုံလေးတွေချရင်တိတရတွေရနေပြီး availability အစ်စ်တွေပွင့်လာလိမ့်မယ်ဗျာဒီလိုမျိုးနဲ့ပဲအချင်းယုံဒီပေါင်းများစွာနဲ့တဖက် enemy ကိုအနိုင်ယူရင်းနဲ့ပြပပပကြီးဆောက်ခဲ့ကြတဲ့မုတ်တစ်ခုပါဆိုလိုမုတ်နဲ့ဒရိုမုတ်ဆိုပြီးတော့နှစ်မျိုးကွဲသွားပြီးတော့ဆိုလိုမုတ်မှာဆိုရင်တော့ဆိုလိုဆိုတဲ့အတိုင်းပဲတယောက်တည်းဆောက်ရမယ်ဒရိုမုတ်မှာကျတော့နှစ်ယောက်ပေါင်းလောင်းကျော်လောက်ရမှာပါထုံးတဲ့အတိုင်းပဲကျွန်တော်တို့အနေနဲ့ enemy ဘက်ကထိတဲ့ဘုံလေးကိုခံလိုက်ရပြီဆိုတော့ ਨੇ စတန်ဖြစ်သွား ါမယ်အဲ့ဒီစတန်းဖြစ်နေတဲ့ကိုရီနောက် enemy တကောနောက်ထပ်ဘုံတစ်လုံးနဲ့ထတ်ချပြီးတော့ဖိုကင်လိုက်မယ်ဆိုရင်တော့ပြင်တမ်းပြီးတော့ရှောသွားမှာပါဂျူရိုမော့ပါဆိုရင်စပယ်တွေရောပါလာတဲ့အပြင်စကီးတွေရောပါလာတယ်ပြီးတော့ဂျူရိုမော့မှာတခုမကောင်းတဲ့တစ်ချက်လို့ပြောလို့ရမလားစောက်ချင်းရုပ်လို့ရတဲ့တစ်ချက်လို့ပြောလို့ရမလားပဲကိုတငယ်ချင်းရထောင်းနေဘုံကကိုကိုမိလို့ရှိရင်ကိုကစတန်းတော့မှာဖြစ်ပြီးတော့စတန်းနေတဲ့အချိန် enemy ကလာကေးလို့ကတော့ဘယ်ပြောကောင်းလဲဗျာတမ်းပြီးတော့ပြုတ်တာပေါ့ enemy မကင်းနိုင်တဲ့အချိန်ကိုတငယ်ချင်းအကူအညီတောင်းပြီးတော့တိုက်ရိုက်ငါစတန်းလုံးအောင်ကူညီပေးပါဦးဆိုပြီးတော့လေအကူအညီတောင်းလို့ရတယ်ဆိုပေမဲ့ကျွန်တော်တို့ဆိုရင်ပွဲဆက်ဆက်ချင်းတွေကကိုယ့်ရဲ့ တငယ်ချင်းကိုစတန်ထားခဲ့ပြီးတော့ပွဲဆုံးတဲ့အချိန်အဲ့ဒီစတန်ကိုဖီမပေးတဲ့အပြင်ကိုမှအန်နမီတက်သွားရင်လည်းပျော်ပျော်ကြီးထိုင်ကြည့်နေခဲ့တဲ့ကောင်းတွေပါဒါကမကောင်းတဲ့တစ်ချက်ဆိုတာထက်စောက်ချင်းရုပ်လို့အကောင်းဆုံးမခန်းတီတီတွေကတခုတော်တော်ပြောလို့ရပါမယ်နောက်ထပ်မုံလေးတစ်ခုကတော့ chess tt လို့ခေါ်တယ်ဒီမုတ်ကိုလည်းကျွန်တော်ဘဝမှာတသက်မမိနေစရာမုံတစ်ခုအဖြစ်သတ်မှတ်ထားခဲ့ပြီးတော့ဒီမုတ်ကဘလောက်ထိအောင်ဆော့လို့ကောင်းလဲဆိုရင်ဗျာ MOG official server ကိုရောက်လာတဲ့2လလုံးလုံးကိုကျွန်တော်အနေနဲ့ run လုံးဝမဆော့ဘဲနဲ့ဒီမုတ်ကိုအယူမှုဆော့ခဲ့လောက်တဲ့အထိကိုတကယ်ဆော့လို့ကောင်းခဲ့တဲ့မုတ်တစ်ခုပါဒီမုတ်မှာက magic jet run ကို ျွန်တော်တို့ဆော့နေတဲ့ Mobile Legends Rank တို့လို Rank ကတ်တက်ချက်တွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အဲ့ဒီလို Rank ကတ်တက်ချက်တွေရောက်ဖို့အတွက်ထမင်းမေဟင်းမေကိုဆော့ခဲ့တဲ့ mode တစ်ခုလို့တော့ပြောလို့ရမယ် Gameplay style ကတော့ Tower Defense Gameplay ပုံစံမျိုးလေးပဲရိုးရိုးရှင်းရှင်းပဲဗျာအပေါက်ထဲရနေပြီးတော့ Cree တွေတို့ Hero တွေတို့ထွက်လာမယ်ဗျာအဲ့ဒီထွက်လာတဲ့ Hero တွေကကျွန်တော်ရဲ့ Commander စီရောက်မတော်အောင်လို့ဆိုပြီးတော့ကျွန်တော်တို့ကဂျားတွေက Hero တွေခံပြီးတော့ Defend မယ်ပေါ့ဒီလိုမျိုးလွယ်လွယ်ကူကူနဲ့ရိုးရိုးရှင်းရှင်းလေးရှင်းပြလိုက်လို့ဒီ game ကစောင့်ရမ်းနေလွဲနေပြီလို့မထင်နဲ့နော် Game နာမည်ကတော့ Chess TD ဖြစ်တာဖြစ်တဲ့အတွက် Magic Chess လိုမျိုး ိုင်နေဂျီတွေနဲ့အလုပ်လုပ်ပါတယ်ဆိုင်နေဂျီတွေမဟုတ်သေးပဲနဲ့မကြေချက်လိုမျိုးပဲဟီးရိုးတစ်ကောင်ချင်းစီမှာလည်းမတူညီတဲ့စကေးတွေ availability တွေရှိတဲ့အပြင်ဆိုင်နေဂျီတစ်ခုချင်းစီမှာလည်းမတူညီတဲ့ availability တွေမြောက်များစွာရှိတယ်။ငခန်းနဲ့တစ်ခုကတော့ဒီထဲမှာဆိုရင် item customization ဘာညာဆိုပြီးတော့မရှိဘူးဆိုပေမဲ့လည်းပဲဆိုင်နေဂျီ customization ဆိုတဲ့ဟာကြီးရှိလို့နေပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုတော့ပြင်ကျွန်တော်တို့က ATSB အရဲမြန်တဲ့ဆိုင်နေဂျီတစ်ခုကိုယူထားတယ်ဆိုရင်တော့မှအဲ့ဒီဆိုင်နေဂျီတွေကိုနောက်ထပ်အစိတ်များတွေပြည့်တဲ့ဆိုင်နေဂျီထပ်ထည့်လိုက်မယ်ဆိုရင်အဲ့ဒီလိုထပ်ထည့်လိုက်တဲ့ဆိုင်နေဂျီတစ်ခုကပထမဆိုင်နေဂျီနဲ့ customization ဖြစ် ြစ်သွားပြီးတော့ပြောရမယ်ဆိုရင်ဗျာ attack speed လည်းမြန်မယ်အဲ့ဒီမြန်တဲ့ attack speed တွေကလည်းအစိတ်သင့်နေပါပါ synergy တွေကအပေါ်စီးကနေ defend လာရောအောက်ကိုဝင်ပြီးရော enemy commander ကိုတွားချတဲ့အထက်မှာရောပါတော်တော်လေးအသုံးဝင်နေ synergy တွေဖြစ်တဲ့အတွက်တကယ်တမ်းပြောရမယ်ဆိုရင်ခုနဂိမ်းလိုပဲဗျာအုံနောက်စစ်ပွဲလိုပြောလို့ရပါမယ်ဟောဒါနဲ့ပြောဖို့ကြံငယ်မလို့တခုပြောပြရမယ်ဆိုတော့ဖြင့်ကျွန်တော်တို့အနေနဲ့ match change ဖြစ်သွားတာနဲ့ synergy တွေရဲ့အလုံးလုံးပုံနဲ့ hero တွေရဲ့ attack speed ဘာညာတွေကပြောင်းလဲသွားတတ်တယ်ဗျာဥပမာပြောရမယ်ဆိုတော့ဖြင့်နှင်းနေရန်ကြာနေတဲ့ match ကြီးမှာကျွန်တော်တို့ကဆော့ရမယ်ဆိုရင် moscow တို့ဒီ vazana တို့ ့ရဲ့ attack speed တွေကလျှော့နေမှာဖြစ်ပြီးတော့လူတွေကလည်းနှိကွေးနေမယ်ပေါ့အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကခန္ဓာရမြေပုံကြီးမှာဆော့ရမယ်ဆိုရင်ကိုယ့်ရဲ့ hero တွေကငကူဝါထက်သွေးလျော့နေမှာဖြစ်ပြီးတော့သွေးတွေတိတ်မခံနိုင်မင်းနဲ့ defend တွေလျော့နေမှာပါအဲ့ဒီတော့စိတ်လန်းဆိုပြနေတဲ့ match တွေထက်ကျွန်တော်တို့ကနှင်းကြနေတဲ့ match တို့ဒကနာရ match တို့ပြီးတော့တခါတလေကျရင်မိုးရွာပြီးတော့လျှက်စီးရချိန်နေတဲ့ match တွေနဲ့ပါဆော့ခဲ့မှုလာဖြစ်တဲ့အတွက်တော်တော်လေး fan ဖြစ်တယ်လို့ပြောလို့ရပါမယ်အမတ်တရတွေဘာရှိလဲဆိုရင်တော့အမြင့်ဆုံး rank ကိုတော့ရထင်းနဲ့ရောက်ခဲ့တာဖြစ်တဲ့အတွက်တကယ်ပြောရရင်ထမိမိဟင်းမိဆော့ခဲ့တာပေါ့ဗျာပုံမှန်ဆိုရင်များ ားဒီလောက်ကောင်းတဲ့မုတ်ကြီးကိုဘာဖြစ်လို့ဒလေးလိုက်လဲဆိုတာကတော့ကျွန်တော်အနေနဲ့ဘလူးမောက်ကိုစဉ်းစားလို့မရဘူးဗျာပုံမှန်ဆိုရင်မက်ဂျစ်ချက်တက်တောင်မှဒီကောင်က popular ဖြစ်တာဖြစ်တဲ့အတွက် application တက်တက်နေတော့ထုတ်တဲ့မုတ်တစ်ခုပါကျွန်တော်အရှိမပြောခဲ့တဲ့ survival arcane mode ဆိုတာကဒီကောင်ကြီးကိုပြောတာပါဒီကောင်ကြီးရော original survival arcane mode ဖြစ်တဲ့အတွက်အားလုံးတွေ့ကြတဲ့အတိုင်းပဲမက်ကြီးကလည်းအကျယ်ကြီး player တွေကလည်းအများကြီးဖြစ်ပြီးတော့နှကားတွေစီးပြီး location ရလိုက်ကြာလာတဲ့စပယ်တွေတက်ရတဲ့ creed တွေကလည်းလုံးဝလုံးဝမတူတော့တာဖြစ်တဲ့အတွက်နောက်ဆုံး survival ကြံခဲ့တဲ့လူ၁၀ယောက်တာလည်းရင်ဒီအားကိုနွမ်းမြိုင်ဆိုင်ဆိုင်ဆော့နိုင်မှာ ြစ်ပြီးတော့ကိုကအာလီကလေးက identity ကိုကောက်ထားမှသာဒီပွဲမှာအသာစီးရနိုင်မှာဖြစ်တဲ့အတွက်ထိဆုံးကကျွန်တော်ပြောခဲ့တဲ့မုတ်ထက်တောင်မှာဒီမုတ်ကအစာပေါင်းများစွာပို့ပြီးတော့ခတ်တယ်ခတ်ရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ hero ရဲ့စပယ်တွေကိုလွတ်လွတ်ဖာသုံးခွင့်ဝင်ရှိတဲ့အပြင် enemy တကောင်ကိုကိလိုက်လို့ရှိရင်ဘယ်တော့မှအသက်ပြန်ရှင်လာတော့မှာမဟုတ်ဘဲနဲ့အဲ့ဒီ enemy ကောက်ထားတဲ့ identity ကိုပါယူလို့ရတယ်ဗျာတကယ်ချင်းသုံးယောက်စုပြီးတော့ဒီမုတ်လေးမှာ enemy ကိုစိတ်ဒုက္ခရဲ့မျိုးစုံပေးကတုံဝန်းကျူခဲ့ကြတဲ့အခြေအနေကတော်တော်လေးကိုအမတ်တရဖြစ်ခဲ့တယ်လို့ပြောလို့ရပါမယ်တော်တော်လေးလေးဆုံးလို့ကောင်းခဲ့တယ်ပေါ့ဗျာနောက်ထပ်အာခိမုတ်တီတွေကတခု ူကတော့ Shadow Bro လို့ခေါ်တယ်။ Shadow Bro ဆိုတဲ့အတိုင်းပဲကျွန်တော်အနေနဲ့တလန်းသွား Bro မှာဆော့ရမှာဖြစ်တယ်ဆိုပေမဲ့လေးပဲတငယ်ချင်း900လောက် Hero တကောင် ဖုတ်လိုက်မယ်။အဲ့ဒီဖုတ်လိုက်တဲ့ Hero ကိုပဲကျွန်တော်တို့ကကန်ရမယ်ဆိုတော့ Selina တို့ Nana တို့ Diggy တို့ Vella တို့ Lilia တို့မဲအဲ့လိုစောင်းရမ်းနေဆလို့ပြီးတော့စိတ်ဒုက္ခပေါင်းများစွာနဲ့ enemy ကိုဂိမ်းဖြတ်ချင်အောင်လို့လှုပ်ရတဲ့ feeling ကဘယ်ဟာနဲ့မှမတော်ဘူး my friend တို့ရဲ့ဒါတွေမကားသေးဘူးဒါတွေမကားသေးဘူး enemy ကိုစောက်ခွက်ပြောင်းဖို့အတွက်တန်ကျိုးလေးအနောက်ကိုဆွဲထားရဲ့စပယ်လေးပါအ အပူပါသေးတာဗျာဟိုးရှိရှိကလေးကစဆောက်ခဲ့တဲ့ဥပလီယာရီအနေနဲ့ကကြတော့ဒီကောင်ကြီးကိုကောင်းကောင်းမှတ်မိုံမယ်လို့ထင်ပါတယ်ကျွန်တော်မှတ်မိပါသေးတယ်ဇီလောင်းအော်အက်ဒီမိတ်နှစ်ခါသုံးပြီးတော့ပတ်ပြီးခဲ့တဲ့အချိန်တွေကိုပေါ့ ဟောဒီမုံလေးကတော့မိခန်းလို့ခေါ်တယ်ဒီမုံထဲမှာဆိုရင် ကျွန်တော်တို့အနေနဲ့ရုံရွက်ပေါက်နေတဲ့ကြက်ဥလီတွေကိုလိုက်စားရုံနဲ့တွေ availability အစ်စ်တွေရမယ်ဥမာပြောရမယ်ဆိုရင်တော့ movement speed ရှင်မြန်တာတို့အကောင်ကြီးကြီးတော့တာတို့ attack speed တွေရှင်မြန်တော့တာတို့ speed ခဏခဏသုံးလို့ရတာလို့ hero တကောင်ချင်းစီရဲ့ like availability တွေကွဲသွားတယ် order နဲ့မေးရမုတ်ထဲကမူကွေးနောက်တစ်ခုကကြတော့ bruno camp လို့ခေါ်တယ်တွေ့ကြတဲ့အတိုင်းပဲ match တစ်ခုလုံးဘောလုံးဝေးသက်တွေနဲ့ဆောက်အောင်ဖြစ်ပြီးတော့ tower တွေရောကိုရီးယားဘေကြီးကပါဘောလုံးဝင်းဖြစ်နေတာဖြစ်တဲ့အတွက်အငယ်ချင်း၅ယောက်အတူတူဆုံပြီးတော့ wifi ရရဲ့လက်ဖက်ရည်ဆိုင်မှာအတူတူဂိမ်းဆိုးခဲ့ကြတဲ့အချိန်လေးတွေတော့ ောက်ပြီးတော့တတိယမိသေးတယ်နောက်ထပ်မေဟမုတ်တွေရဲ့မူဝဲတစ်ခုတနည်းအားဖြင့်မြမလူမျိုးကြီးခေါ်ခေါ်နေကြတဲ့ပါဝါနဆမုတ်ပါဝါနဆမုတ်ဆိုတာကဒီကောင်ကြီးပါပါဝါနဆဆိုတာထက်ပြောရမယ်ဆိုရင်ဟီးရိုရဲ့စကေးတွေအကုန်လုံးကိုသူကအဟိဖြစ်အောင်ပြင်ပေးလိုက်တဲ့အပြင်စကေးတွေကလည်းလုံးဝ over power ဖြစ်နေတဲ့မုတ်ကြီးတစ်ခုလို့ပြောလို့ရမယ်ဒီမုတ်ထဲမှာကကျွန်တော်ရှိမှပြောခဲ့သလို over power ဖြစ်နေတဲ့စပယ်တွေနဲ့ဟီးရိုတွေပါမာဖြစ်တဲ့အတွက် possession မယူတတ်တဲ့ကောင်ကတော့အပြောက်ပါပဲလက်စလီရဲ့ ultimate စနစ်ချက်တို့ blue back ကနေပြီးတော့ red back ကိုလွှမ်းဆဲလို့ရတဲ့ franco ရဲ့ hook တို့ဒီလား ီမိတ်တစ်ခါပြစ်လိုက်ရင်သုံးခါထွက်တာတို့နန္ဒာစကေးတူးကြောင်နေရအများကြီးဖြစ်နေတာတို့ဒိုဘာဒီယာစကေးတူးကိုလုံးဆယ်ချက်တို့ဘာလို့ဆိုတာကတကယ်ကိုဆိုလို့ကောင်းခဲ့တဲ့မုတ်တွေဖြစ်ပြီးတော့တော်တော်လေးလေးပြောစရာကောင်းခဲ့ပါတယ်ကျွန်တော်မပြောရသေးတဲ့ဟာကြီးအများကြီးဆိုမှအများကြီးကြံသေးတယ်ဗျာဒီမုတ်ကနောက်ပိုင်းဆော့တဲ့လူတွေတောင်မှသိရမုတ်တစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ရှေ့ရှေ့ဝေးဝေးပြောပြစရာမလိုဘူးလို့တော့ထင်ပါတယ်ဒီဗီဒီယိုလုံးမှကျွန်တော်တည်တည်ချာချာလေးတွေးကြည့်မိတာတစ်ခုကဘာလဲဆိုတော့မိုတိုနိုအနေနဲ့2020မပြည့်ခင်တုန်းကဆိုရင်ပလေယာတွေကိုတော်တော်လေးဂယူးဆိုင်ခဲ့ပြီးတော့ပလေယာတွေ Red နဲ့ Classic မှာပဲလဲမနေအောင်မိုးအစ်တွေထုတ်ပေး ေးခဲ့တဲ့အပြင်အားလုံးတွေးကြတဲ့အချိန်မှာဒီလိုမုတ်ကောင်းကောင်းလေးတွေပါအိုင်ဒီယာထွက်လာခဲ့တယ်ဗျာဒါပေမဲ့အခုနောက်ပိုင်းမုတ်တွန်းကစီးပွားရေးဆန်လာပြီးတော့စကင်တွေပဲဇွတ်ထုတ်နေတဲ့အတွက်အခုလိုမျိုးတကယ်ကိုဆော့လို့ကောင်းပြီးတော့အမတ်တရတွေအများကြီးရှိတဲ့မုတ်တွေကပျောက်ဆုံးသွားခဲ့ပြီးတော့ဘာမှမဟုတ်တဲ့ဆေးပရိုလေးတွေကမိုဘိုင်းလက်ကျန်မှာပေါ်ပေါ်လာနေပေါ့ဗျာကဲဆိုတော့ကကျွန်တော်ရဲ့ဒီကနေ့ဗီဒီယိုရဲ့တော့ဒီလောက်ပါပဲငါကောင်တို့အနေနဲ့ဟိုအရင်ကတည်းကဆော့ခဲ့တဲ့ပလီယာတယောက်ဆိုရင်ကျွန်တော်ဒီဗီဒီယိုထဲမှာကျင်ခဲ့တဲ့ arrival mode တွေနဲ့အဲ့ဒီ arrival mode တွေမှာဆော့ခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုလည်းတခြားလူတွေသိအောင် sharing လုပ်ခဲ့ကြပါဦးနောက်နေ့နောက်နေ့ကြရင်လည်းမတူညီ ုနှစ်တည်တည်နဲ့တူပြန်လာခဲ့ပါမယ်ကျွန်တော်မောင်စမိုင်းပါအားလုံးပဲပြေးကင်းကြပါစေဖက်ဖက်ပါခင်ဗျာ